ြင်တာကတော့ထိုင်းရောမြန်မာရောဒီအဲထေရဝါဒဗုဒ္ဓသာသနာကိုအကျင့်သုံးတာကိုတွေ့ရတယ်တိုင်းနေနဲ့မြန်မာနဲ့မှာတော့ယဉ်ကျေးမှုမတူညီရတွေတော့အများကြီးပါတူညီရယဉ်ကျေးမှုတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့အာမြန်မာနဲ့ထိုင်းနဲ့ကဗုဒ္ဓဘာသာကိုကိုယ်ကျွေးရခြင်းတူတယ်အာဖနာအိမ်ထဲမှာဖနာမစည်းဘူးပေါ့နော်အဲ့လိုမျိုးတွေတူတယ်ပြီးရင်လူကြီးသူမကိုရိုသေလေးစားတာတွေတူတယ်ဒါကတော့ထိုင်းနဲ့မြန်မာရဲ့အရန်ကိုကောင်းမွန်တဲ့ယဉ်ကျေးမှုတူညီရဒလေးစရိုက်တွေပေါ့နော်နောက်တစ်ခုက ကျမတို့မြန်မာနိုင်ငံမှာခုနပြောတဲ့ဗုဒ္ဓဘာသာတိုင်းတိုင်းပြည်ချင်းတူတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘာသာရေးနဲ့ဆိုင်တဲ့အဲပွဲတွေတချို့တူတာတွေလည်းတွေ့ရတယ်။သူတို့ဘက်ကပူပူများတဲ့ပွဲတွေရှိတာလည်းသိရတယ်။ဒါပေမဲ့ဥပမာဆိုလို့ရှိရင်ဒီမှာကထိန်လောက်တာမျိုးတွေတို့မြန်မာမှာတကြမ်းရှိရသလိုရှိရင်လည်းအထိုင်းမှာ ဟိုတို့ဒီ song crane ဆိုတဲ့တဂျန်တွေလောက်တာရှိတယ်ပြီးလို့ရှိရင်ဒီမှာလောက်တဲ့ဟိုထိုင်းမှာလောက်တဲ့ line ကထုံပွဲဆိုလို့ရှိရင်လည်းကျွန်တော်တို့မှာရှိတဲ့ဟိုမြန်မာနိုင်ငံမှာရှိတဲ့တင်းကျုပ်ပေါ့နော်ဒီလိုမီထုံပွဲတော်ရင်းနဲ့အဲ့လို culture တွေကတော့ဟိုလောက်တဲ့ပုံစံတွေကတော့တူတယ်ဒါပေမဲ့ဟိုတို့ကျင်းပပုံကျင်းပနေအဲ့ဒါတွေတော့ကွဲပြားမှုရှိတယ်ပေါ့နော်ထိုင်းနိုင်ငံမှာရောမြန်မာနိုင်ငံမှာရောက ဇေဒီပထိုးတွေစရာတွေကိုအလင်းထုတ်အမြက်ထားတာဆိုတာလည်းတွေ့ရတယ်။နောက်တစ်ခုကျမတို့ဒီဝတ်စားစင်ရင်မှုနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျမတို့နိုင်ငံမှာဆိုလို့ရှိရင်တော့ဟိုလုံကြီးခေါ်သလားထမင်းအဲလုံကြီးထမင်းနေဝတ်ကြတယ်လို့မျိုးပဲထိုင်းနိုင်ငံမြောက်ပိုင်းတို့ဒီချို့နယ်တွေမှာဆိုလို့ရှိရင်တခုတစ်ထစ်ကိုပဲသူတို့ရဲ့ဟိုရိုးရာဝတ်စုံကလုံကြီးနဲ့တောင်တူတယ်အဲ့လိုမျိုးဟာတွေဝတ်တာကိုလည်းတွေ့ရတယ်ဒါကတော့ကျမမြင်မိတဲ့ အမ်တူညီတဲ့ဇေယိုက်တူညီတဲ့ delay တွေကိုတွေ့တာဖြစ်ပါတယ်တူညီတာကတော့ထိုင်းလူမျိုးတွေကရှက်တက်ကြောက်တက်တယ်မြန်မာလူမျိုးတွေကတော့ပုံမှန်လင်းလင်းနဲ့စကားပြောလို့ရှင်လဲအကျယ်ကြီးပြောတာမျိုးတွေပေါ့နော်အဲ့လိုမျိုးရှိရဲ့ထိုင်းနေရာကျတော့ပြီးရင်ပို့ပြီးတော့အရန်စီးလုံးနေပြီးလို့ရှိရင်တောင်တဲ့တောင်အကူညီရိုင်းပင်းကြရဲပေါ့နော်ကျန်တာကတော့ဟိုဘာတွေထပ်ပြီးတော့ဟိုသူတို့ဆီကနေတင်ရွာလဲဆိုလို့ရှိရင်သူတို့ရဲ့ဟိုစီကံရှိမှုပေါ့နော်သူတို့ရဲ့နိုင်ငံသားပိသားမှုတွေကိုတော့ ဟိုအဲ့ဒါတွေကိုတော့ကျွန်တော်တို့ဒီအခုဒီ time back ကိုရောက်လာတဲ့အချိန်မှာအဲ့ဒါတွေကိုတော့မြင်ပါတယ်မြန်မာနဲ့တော့တော်တော်လေးဟွာချာချာကြည့်တယ်ပေါ့နော်မြန်မာပြည်မှာကျတော့ဟိုလူရဲစီကံမရှိဘူးဟိုကိုထင်ရကိုလောက်တယ်အဲ့လိုပေါ့တော့အတိတ်ကအနာသိမ့်ထိုင်းနောက်ပိုင်းဆိုလို့ရှင်တော့ပိုးဆိုတာပေါ့နော် speed matter ရဲ့ပြည်သက်တွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ